Hello guys, welcome back. မဆူဒီဗီဒီယိုလေးမှာပြုလုပ်ပေးမယ့် reading လေးကတော့အခုမြန်မာနိုင်ငံမှာနေနေတဲ့ပြည်သူတွေပေါ့နော်အသက်ကြီးငယ်မရွေးကြားမမရွေး2026ခုနှစ်မှာဘာတွေဆက်ဖြစ်မလဲဘာတွေပြင်ဆင်ထားရမလဲဆိုတော့ကိုမစုကကက်လေးတွေနဲ့အပြေရှားကြည့်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတော့ let's get started ယင်းဦးဆောင်မစုဟိုဟာပြင်မယ်ပေါ့နော်ဖဲပြင်ပါမယ် နောက်တစ်ခါမဆူတဲတော့ reading လောက်လို့ရှိရင်တီတနတ်လေးပဲပြောရမယ်နော်။ဆောင်ချွတ်ချော်တွေမလုပ်တော့ဘူး။ငကိုရဲ one နည်းနည်းချက်မပြည့်ဘူးဆိုတော့တစ်ခါကြာပြောင်းချွတ်ချော်လုံးမိသွားတယ်ကွာ။အဲ့တော့ I'm so sorry about that. Okay. I'm also gonna like shuffle this. Gali, let it how me, baby. 2026ထဲမှာဘာတွေတည်ဖို့လို့လဲဘာတွေကြိုတင်ပြင်ဆင်ထားရမလဲเนาะအဲ့ဒါကိုမစူ၃ခက်စီဆွဲမယ်တခြားအသေးစိတ်တွေတော့မစူမမေးတော့ဘူးပေါ့เนาะကက်က ပြောချင်တဲ့အရာကိုပဲမစူက intuition လေးသုံးပြီးတော့မှဖတ်ပေးမယ်ပေါ့เนาะအဲ့တော့၃ခက်ဆွဲပါမယ်

အရီတီဘူလိုလေအရီတီဘူလိုလေကွယ်ပါရီစပြေလာနိုင်လေ อืม page of source ก็อะแตยอเปียงเมียนจาเนี่ยสุโกราดูเงยด้วยปอ night of pentacles eight of wands and the judgment in reverse ပါရတီဘို့လို့လဲဆိုတော့လူငယ်ရဲ့အနေနဲ့က stack ဖြစ်နေတာမျိုးရှိမယ်ငွေရေးကြေးမပြေလဲတာသိရမလား ဟိုလှုပ်ချင်းကင်ရင်စိတ်ကတော့ရှိပါတယ်ငွေကြီးမပြေနိုင်လေတဲ့အတွက်ကြောင့်မလို့ stack ဖြစ်နေတာမျိုးရှိရယ်ဒါပေမဲ့သူတို့အတွက်ကအခွင့်အလမ်းတွေဒီချက်ပို့ပြီးတော့မှတိုးပွားလာဖို့ရှိတယ်အခွင့်အလမ်းတွေပေါ်လာဖို့တော့ရှိတယ်နောက်တစ်ခုကကြတော့အမ်နောက်ကျောင်းဒါနဲ့ထိုးခံရတဲ့ကိစ္စတွေပါလေတတိထားဖို့လိုတယ်အဲ့ဒီဟာအကြောင်းမလို့ ိုလိုမျိုးကြီးအရန်ကြီးကိုမဆဆိုးရွရွကြီးပျက်စီးသွားတာမျိုးမဟုတ်ပင်မဲအစိတ်ဒဏ်ရာရတာမျိုးကိုအတွက်တခုခုထိခိုက်နစ်နာသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုသွားနေတဲ့အချိန်ကနေပြီးတော့ stack ဖြစ်သွားတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့လူငယ်ရီအနေနဲ့ကမဆုဟုတ်ဟုတ်တလောကလည်းဟောဘူးပါတယ်လွန်ခဲ့တဲ့2လ3လတုန်းကလည်းမဆုဟောဘူးတယ်ကံတရားသူတို့လက်ထဲမှာပဲရှိသေးတယ်သူတို့ အနာဂတ်ကိုသူတို့ပုံဖော်လို့ရသေးတယ်ဆိုတာမှသူအရင်တုန်းကဟောပေးဘူးလေအခုလဲအဲ့တိုင်းပဲဒီမှာ the wheel of fortune သူရဲ့ clarifying လုပ်ထားတာက page of swords page of swords page ဆိုရဲကိုကဒီဥစ္စာကလေးတွေကလေးတွေဖြစ်မယ်လူငယ်တွေဖြစ်မယ် page of swords ဆိုတာကြတော့ဟိုဘယ်လိုပြောမလဲဉာဏ်ပညာထက်မြက်တဲ့အဲလူငယ်ပေါ့နော် ကိုယ့်ရဲ့အခွင့်အရေးကိုကိုယ်ဘလို့အသုံးချရမလဲကိုယ့်ရဲ့ကံတရားကိုဘလို့စီမံရမလဲဆိုတာသူတို့လက်ထဲမှာပဲရှိတယ်။သူတို့ကောင်းခြင်းရင်ကောင်းအောင်လုပ်လို့ရတယ်ဆိုခြင်းဆိုအောင်လုပ်လို့ရတယ်ဒီနိုင်ငံရေးအခြေအနေကြောင့်ဒီလူမျိုးကြီးကြောင့်မလို့ငါတို့ကဘာမှလုပ်လို့မရဘူးဆိုပြီးတော့မှအာလုပ်မယ်ဆိုလို့ရှင်တော့အဲ့တိုင်း message ဖြစ်သွားမှာပဲဒါမှမဟုတ်အဲ့ဒီဥစ္စာကို okay နိုင်ငံရေးအခြေအနေကတော့ဒီလိုရှိရဒါပေမဲ့ငါဘာလုပ်နိုင်လဲငါဘလို့ဆက်သွားမလဲဆိုပြီးတော့မှမရရတဲ့ဥစ္စာပေါ့နော်ကို သွားလို့ရတဲ့ possibility တွေကိုကြည့်ပြီးတော့မှသွားမယ်ဆိုရင်အဲ့လမ်းကြောင်းတွေကပေါက်ပေါက်မြောက်မြောက်ရောက်မှသိကြရတယ်ပေါ့နော်နောက်တစ်ခုကအကယ်၍မှအဲ့လိုမျိုးကြိုးကြိုးစစနဲ့သွားမယ်ဆိုလို့ရှိရင်နဲ့ပေါက်ပေါက်ပပလေးနဲ့ဝင်ငွေရမယ်ပေါက်ပေါက်ပပလေးနဲ့တတရရလေးနဲ့ဘဝကိုအေးချမ်းချမ်းဖြတ်သန်းနိုင်တဲ့သဘောလေးရှိရပေါ့နော်နောက်နှစ်ထဲမှာသူများလေးလိုအပန်းတကြီးကြီး အာကြိုးစားပြီးတော့နင်းကန်လှောက်ရှားရုံးကန်ပြီးတော့ပတ်စံလေးနည်းနည်းလေးပဲရမယ့်ပုံစံမျိုးမဟုတ်ဘူးတကယ်တကယ်တမ်းပညာကိုစီးပူးပြီးတော့အသေးသေးချာချာကို strategy ကောင်းကောင်းချပြီးတော့မှသွားမယ်ဆိုလို့ရှိရင် AC ပဲကန်ကသူတို့ဘက်မှာရှိရယ် okay အဲ့ဒီကောင်းတဲ့ကန်ကိုကောင်းတဲ့နေရာမှာကောင်းတဲ့လိုမျိုးတေချာအတုံးချမယ်ဆိုလို့ရှိရင်ဟိုပါဖြစ်တယ်ပေါ့ပေါ့ပပလေးနဲ့ပတ်စံရတာမျိုးပေါ့ပပလေးနဲ့ အဲဖြတ်သန်းနိုင်တာမျိုးဖြစ်မယ်ပြီးလို့ရှိရင်သူတို့ကိုဟိုကလုံးမဲ့အာဘယ်လိုပြောမလဲ support ပေးမဲ့သူကလည်းရှိပြီးသားဖြစ်တယ်ပေါ့နော်ဒီမှာ king of wands king of wands ကကြတော့သူတို့ရဲ့လူကြီးမိဘတွေဖြစ်ရင်ဖြစ်နိုင်မယ်ဒါမှမဟုတ် support ပေးမဲ့လူကြီးပေါ့နော်လူကြီးတယောက်ယောက်မိဘမဟုတ်လဲလူကြီးတယောက်ယောက်ပေါ့နော်အဲအဲ့လိုမျိုးပေးမဲ့အခြေအနေရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီဥစ္စာကိုတော့ကောင်းကောင်းအသုံးချတတ်ဖို့တော့လိုမယ်ပေါ့နော် အဲ့တော့ခြောက်မီးပြရမယ်ဆိုလို့ရှိရင်2026ထဲမှာကအထူးသဖြင့်လူငယ်တွေပေါ့နော် stack ဖြစ်နေတာမျိုးရှိမြင်အမ်ဘာလဲဟို mental illness ပေါ့နော်ဟိုစိတ်က energy တိတ်မကောင်းတာဟိုနောက်ကြောဒါနဲ့ထိုးခံရတာတွေအဲ့လိုကိစ္စမျိုးလေးတွေအဲကြုံကောင်းကြုံနိုင်နေပေါ့နော်အဲ့ဒါလေးတော့တစ်ချက်သတိထားပြီးသတိထားပေးဖို့လိုတယ်ဒါပေမဲ့ apart from that အဲ့ဒါကလွဲပြီးတော့တခြား opportunities တွေလာဖို့ရှိတယ် ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ကံတရားကသူတို့လက်ထဲမှာရှိသေးတယ်။ကောင်းတဲ့ကံကသူတို့လက်ထဲမှာရှိသေးတယ်။အဲ့ဒီဥစ္စာကိုအာဖော်ဆောင်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုကိုကိုယ်တိုင်သူစစ်ပုံဖော်လို့ရသေးတဲ့ပုံစံလေးတွေရှိတယ်ပေါ့နော်။အဲ့ဒီအတွက်ကြောင့်မလို့ဘာမှအားမငယ်နဲ့။သူတို့သာသွားမယ်ဆိုလို့ရှိရင်သူတို့ပြပစံဆိုတာလည်းလာလိမ့်မယ်။ Okay ။ပြီးတော့သူတို့ကိုထောက်ပံ့ပေးမဲ့သူတွေကလည်းတဖြည်းဖြည်းနဲ့ပေါ်လာလိမ့်မယ်။အဲ့ဒီတော့အမ် the reading layer. Thank you very much for watching and see you next time. Bye bye.